မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမတ်လ23ရက်ညနေခင်းတရင်များကိုအစီအကံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့အကျန်းဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့ရင်ကျင်းပမြို့ BIMSTAC စီဝေတက်မြီဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။အကျန်းဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့ရင်ကျင်းပမြို့ BIMSTAC စီဝေတို့တက်ရောက်မြို့ဖြစ်ကြောင်းထိုင်းတရင်ဌာနများကတရင် ဖော်ပြသည်။ BIMSTAC စီဝေတက်ရောက်ရင်ဧပြီလ3ရက်မှ4ရက်အထိဘန် ငေါမျိုးတို့လာရောက်မည်ဖြစ်ပြီးအဆိုပါအစည်းအဝေးကိုထိုင်းနိုင်ငံကအာရှန်ဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။ PIMSDEC အစည်းအဝေး၏ချောက်ချိန်မြောက်ထိပ်သည့်အစည်းအဝေးသို့တက်ရောက်မည်မေအောင်လိုင်းမှာထိုင်းနိုင်ငံသို့ပထမဆုံးလာရောက်ခြင်းလည်းဖြစ်သည်။ရှင်စီဝေးကိုထိုင်းဝမ်ကြီးချုပ်ပင်တွန်တန်ရှင်နာဝါထရာကတပါပတိဖြစ်တော်ဝင်ယူကျင်းပမည်ဖြစ်ပြီး PIMSDC အဖွဲ့ဝင်နိုင်ငံများလည်းတက်ရောက်ကြမည်ဖြစ်သည်။ ဆလံပင်ပဲခူးတိုင်းတွင် AAPDF ရှုတ်ချပွဲနှင့်စစ်တပ်တပ်ထောက်ခံပွဲလို့ရန်စစ်ကောင်စီကပြည်သူများကိုချင်းချောက်ဆင့်ခေါ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ်ပဲခိုးတိုင်းတာယာရီခိုင်မျိုးရှိမြို့နယ်ချိုးရင်အစံမဲ့စစ်တပ်က AA နဲ့ PDF ရှုတ်ချပွဲနဲ့စစ်တပ်တပ်ထောက်ခံမွေးပြုလို့ရန်ဇေယျများကဝင်ရောက်စီးနေပြီးတိုင်လင်းတူတက်ရောက်ရမည်ဟုချင်းချောင်းနေ၍ပြည်သူများတိန်ရှောင်နေရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တွင်ဌာနထံသို့ပြောဆိုသည်မက်လာနေဧပြီလတွင်တာယာရီခိုင်အတွင်းရှိမြို့နယ်အချို့တွင်အစံဘက်စစ်တပ်ကထောက်ခံမွေးပြုလို့ရန်လူစုဆောင်နိုင်ခြင်းမရှိသောကြောင့်အစံဘက်စစ်ကောင်စီတပ်သားများကဈေးရွာများကိုဝင်ရောက်စီးနှင်ပြီးတရင်တအူးနှုတ်တက်ရောက်ရမည်ဟုလိုက်လံချင်း င်းချောက်ပြောဆိုနေခြင်းဖြစ်ကြောင်းသိရသည်အချမ်းဘက်စစ်တပ်ကခြေရွာများကိုဝင်ရောက်စီးနှင်စင်တွင်ပြည်သူများကလူငယ်များကိုလာရောက်ပေါ်တာဆွဲဖမ်းဆီးသည်ဟုထင်မှတ်ပြီးထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကြောင်းအချမ်းဘက်စစ်တပ်ကပြည်သူများထောက်ခံပွဲလာရောက်ခြင်းမရှိပါကစစ်မှုရန်ဥပဒေဖြင့်ချိန်ချောက်ခြင်းတနက်ပြချိန်ချောက်ခြင်းများလှုံ့ဆော်နေကြောင်းသိရှိရသည် လက်ရှိချိန်တွင်ကျန်းဘက်စစ်တပ်သည်ပဲခူးနှင့်ရခိုင်စစ်နိုင်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်ထိခိုက်ဒေဆုံးမှုများရှိနေပြီးစစ်ကောင်စီတပ်သားများလည်းစိတ်သက်သာစင်နေသည့်အတွက်ပြည်သူများကစစ်တပ်ကိုထောက်ခံမှုအပြေအဝါရှိကြောင်းပြသနိုင်ရန်စိတ်သက်ခွန်အားပေးနိုင်ရန်အတွက်ဟုဆိုကကျန်းဘက်စစ်တပ်ထောက်ခံသူများကတပ်ထောက်ခံပွဲပြုလို့ရဦးဆောင်စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။ အခုသတင်းစာရကဒီလာရဲကျင်းပမယ်ဆိုပြီးပြောနေတယ်။မင်းလာမျိုးပေါ်မှာလုံမယ်ဆိုပြီးတရားတယ်။တခြားမျိုးနယ်တွေလည်းအဲ့လိုလုံမယ်သတင်းတွေကြားနေရတယ်။စစ်ကွေးတွေကမင်းလာမျိုးနယ်တွေကကရင်ပင်ရွာနဲ့ကရင်တအိမ်ရွာကိုဝန်းရောက်စီးနေပြီ။တအိမ်တယောက်မဖြစ်မနေဆန္ဒပြဝဲလိုက်ကြဖို့လက်နက်ပြချင်းချောက်တာစစ်မှုမထမ်းဥပဒေနဲ့ချင်းချောက်တာတွေလှုံ့ဆောင်းသွားတယ်လို့သိရတယ်။နောက်ပြီးမိုးညိုဘက်ကရွာတွေကိုလည်းအဲ့လိုဝန်းရောက်စီးနေတာတွေရှိတယ်လို့သိရတယ်ဟုဒေသရင်းသတင်းရင်းမြစ်ကပြောဆိုသည်။ ထို့သောတပ်ထောက်ခံပွဲများပြုလုပ်ပါကတော်လရင်တပ်ဖွဲ့များတိုက်ခိုက်မှုကိုစိုးရိမ်၍အရဲဝတ်လက်နက်ကင်များကိုလည်းအကြမ်းဖက်စစ်တပ်ကထားရှိရန်စီစဉ်နေကြောင်းသိရှိရသည်ဆလဘီဖာပိုမြို့ကိုစစ်ကောင်စီလက်ထက်ပုံချဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် ကရင်မျိုးသားစီယုံ KNU ကထိန်းချုပ်ထားတဲ့ဖပေါ်မျိုးကိုစစ်ကောင်စီလေတပ်ကမတ်လ19ရက်မှာဘုံကျဲတိုက်ခိုက်လာတယ်လို့ KNU တပ်မှငါပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလေတို့ကပြောပါရယ်မတ်လ19ရက်ကဖပေါ်မျိုးနဲ့ကျုံးမင်ရွာကိုဘုံကျဲခံရတာဖြစ်ပြီးလူသူထိခိုက်မှုတော့မရှိဘူးလို့ဗိုလ်မှူးကြီးစောကလေတို့ကအတည်ပြုပါရယ်ရှင် ဖာပုံမှာတိုက်ပွဲမဖြစ်ဘဲစစ်ကောင်စီလေတပ်ကဘုံချေတက်ခိုက်တာလို့သိရပါတယ်။ဖာပုံက KNU ရဲ့နေမြေတမတ်ပုံရတမဟာငါနေမြေဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်မတ်လကစတင်ပြီးဖာပုံမြို့ပေါ်ကတက်ဆွဲထားတဲ့တက်စကန်တွေကို KNU နဲ့ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ပြီးနောက်မြို့ကိုထိန်းချုပ်ထားတာပါ။ဖာပုံမြို့ပြင်မှာစစ်ကောင်စီတရဲ့အခြေချစစ်ပြူဟာကျန်ရှင်နေစေဖြစ်ပြီး KNU နဲ့ပူးပေါင်းတပ်ကဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပါတယ်။ဖာပုံစီစစ်ကူတရလမ်းဖြစ်တဲ့ဖာပုံကတိုင်တီကမာမလမ်းတစ်လျှောက်ကတက်စကန် ်တွေကိုလည်း KNU နဲ့ပူးပေါင်းတက်ကရှင်းလင်းနေပါတယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလကဆိုရင်ကမောင်မောင်ကနေစစ်ကူတက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို မြို့ထွက်နာမရင် KNU နဲ့ပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ပါသေးတယ်။အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်လန်ကြားသွားခဲ့ပြီးဒီနေ့ချိန်ထိစစ်ကူထပ်တက်လာနိုင်တာမရှိသေးဘူးလို့ကရင်စစ်ရေးတရင်ညင်မြတ်ကပြောပါရယ်။မြေပြင်ကနေစစ်ကြောင်းမထိုးနိုင်တော့တာကြောင့်စစ်ကောင်စီတပ်ဟာ drone နဲ့ KNU ဌာနချုပ်ကိုတိုက်ခိုက်တာလေကြောင်းသုံးပြီး KNU တပ်စခန်းတွေကိုပုံကျဲတာတွေခက်ဆိတ်ဆိတ်ပြုတ်လုပ်လာတာကို KNU ကထုတ်ပြန်တဲ့အချက်အလက်တွေရသိရပါရယ်။ ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်ကတားကြားတိုက်ပွဲတေဆုံးတန်ရရသူများတွင်ပဲခူးနှင့် ARA တိုင်းမှတင်နန်းစင်းစစ်သားများပါဝင်ဆိုတဲ့သတင်းပဲဖြစ်ပါရှင်။အင်းတော်ကတားလမ်းမိုက်တိုက်ပွဲတွင်စစ်ကောင်စီတပ်မှတေဆုံးထိခိုက်တန်ရရရှိသူများအနက်အလုံးမရှိရငွေကြေးယူစစ်မှုထမ်းလိုက်သွားသည့်ပဲခူးတိုင်းနှင့် ARA တိုင်းမှအမျိုးသားချို့ပါဝင်နေသည်။ အင်းတို့မျိုးတို့စစ်ကိုသွားတဲ့အင်းအန်တရား90ခန်းမှစစ်ကြောင်းကိုကတာမျိုးပင်လွှဲရွာနေပန်းတော်ကြီးပန်းတော်လေးတာနိုင်မတ်လ15ရက်နေ့တွင် KIA နှင့်ပြည်သူ့ကော်မတီပူးပေါင်းတပ်များကဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည် ထိုစစ်ကြောင်းမှာပြတ်သွားပြီး33သေဆုံးက10ဦးတရန်ရရှိပြီး32ဦးအရှင်ဖမ်းမိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကောက်ရေးဝင်ကြီးဌာနအမှတ်၁စစ်ဒေသခံတရင်ထုတ်ပြန်ထားသည်အဆိုပါစစ်ကြောင်းတွင်စစ်မှုရန်ဥပဒေဖြင့်စစ်သားစုဆောင်ခံရသည့်တင်းနှင်းစင်အများအပြားပါဝင်နေပြီးပဲခူးတိုင်းတိုင်ဦးမျိုး ARD တိုင်းမြန်အောင်မျိုးမှစစ်တင်းနှင်းစင်အမျိုးသားချို့ပါဝင်သောဒေသခံများထံမှစုံစမ်းသိရသည် ကျွန်တော်တို့မြို့ကနေပါသွားတာ၂ယောက်၂ယောက်လုံးသေးတဲ့ကြားတယ်သူတို့ကတယောက်30ယူပြီးလိုက်သွားတာအခုတော့အလောင်းပြန့်မရပဲနိုင်ရီလှုပ်ဖို့ပြင်နေကြတယ်လို့မြို့ခံတူကပြောသည်တိုက်ပွဲတွင်ဒဏ်ရာရပြီးပြန်ဆုတ်ခွာသွားသည့်ကောင်စီစစ်ကြောင်းနှင့် AR ရေတိုင်းမြန်အောင်မြို့နယ်တပြေကုန်းရွာမှာအသက်25နှစ်အရွယ်အမျိုးသားတို့ပါဝင်သည်အောင်သူဟုခေါ်သည့်အဆိုပါမျိုးသားသည်အလုံးလက်မဲ့တို့ဖြစ်ပြီးအရက်အလွန်ကျွန်းတောက်သူဖြစ်ကြောင်းဒေသခံချိုးကပြောသည် ၎င်းကဒေသခံများထံမှတအိမ်လင်တသိန်းချက်စီစု၍ကျပ်သိန်း90ယူကစစ်တင်နှံတက်ခဲ့သူဖြစ်သည်2024နိုဝင်ဘာလတွင်ကွင်းကောင်းမြို့အမှတ်၅လေးကျင်းတန်းတိုင်းစစ်တင်နှန်းတက်ပြီး2025မတ်လဆန်းတွင်ထောက်ကျန်အခြေဆိုင်စစ်ကောင်စီတရင်တို့ပို့ဆောင်ခံရပြီးထိုမှတဆင့်ကတားမြို့ရှိခမရ309တို့ထပ်မံပို့ဆောင်ခံရသူဖြစ်သည်။ ကတာကိုသွားကန်ဒီအိမ်ကိုဖုံးဆက်တဲ့ husky နဲ့သူသွားရမယ်ဆိုပြီးဟိုရောက်တော့နောက်တစ်ခါပြန်ဆက်လာတော့တန်ရာရနေပြီတဲ့ကျွန်တော်ကသူ့အတွက်တသိန်းစီပေးလိုက်တဲ့ကကရုကဆိုပြီးအပီးထည့်လိုက်တော့တာဟုတပြေကုံရွာမှာအမျိုးသားတူကပြောသည်စက္ကန်စီတက်သည့်စမှုတန်ဥပဒေဖြင့်ခေါ်ဆောင်သွားသူများကို၃လခန့်စစ်တင်နှံပေးပြီးရှေ့တန်းဖို့စတိုက်ခိုင်းနေခြင်းဖြစ်သည်ထို့ကြောင့်စမှုရန်ဖြင့်စူဆောင်ခံရသောစစ်သားတဲ့များမှာဒေသအနှံ့တိုက်ပွဲများတွင်တေဆုံးထဏ်ရရသူများနေသည် ARE တိုင်းတွေကတိုက်ပွဲတွေမှာလည်းစစ်တပ်နန်းစင်တွေကိုတုံးတာအခုစကိုင်းတိုင်းနဲ့အထိ ARE ကနေပို့နေတယ်ဆိုတော့စစ်ကောင်စီဘက်မှာလူအင်အားလုံးဝရှိမနေတော့ဘူးအခုလိုအချိန်မှာတပြိုင်နက်ထိုးစစ်တွေလှုပ်လိုက်ရင်စစ်ကောင်စီပြုတ်ကျမှာဟုစကိုင်းတိုင်းပလဲမြို့မှာ PDF တအူးကပြောသည်မန္တလေးတိုင်းတွင်မက်စလာဒူရီယာပန်၌စစ်တပ်စစ်ကြောင်းပြန်တိုက်ခိုက်ခံရသောတိုက်ပွဲများတွင်လည်းတနန်းစင်းစစ်သားတက်များစွာပါဝင်ခဲ့သည် ထိုတိုက်ပွဲများတွင်တေဆုံးဒဏ်ရာရသူ73မှန်ဖြင့်အဖမ်းခံရသူများတွင်တင်းနန်းစင်စစ်သားတဲ့များစွာပါဝင်နေကြောင်းတိုက်ခိုက်ခဲ့သော PDF စစ်ကြောင်းမှတောင်းရင်ရှိသူများကပြောသည် နထိုးချင်းမြို့နယ်တွင်မတ်လ9ရက်နေ့ကတက်မတ100လောက်ခန့်တရင်တွင်လည်းလေချောင်းရံကာဝေးရေးတက်ရဲများပူပေါင်းလာသောအင်အား200ခန့်မှစစ်ကြောင်းကိုမြင်းချန်ခိုင်တရင်လေး30နထိုးချင်း PDF နထိုးချင်းပကဖရာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတက်မတ်40ကျော်တေဆုံ15ဦးတရန်ရရှိပြီး73မန်14ဦးဖမ်းဆီးနိုင်ခဲ့ကြောင်းနထိုးချင်း PDF မှတောင်းရှိသူကပြောသည်73မန်နေတွင်စစ်သားတပ်3ပါဝင်ပြီးတေဆုံတရန်ရသူများတွင်လည်းတနန်စင်စစ်သားတပ်များပါဝင်နေကြောင်း၎င်းကဆက်ပြောသည် ညောင်မြို့နယ်ငန်းတယောက်ဒေသသို့ဝင်ရောက်လာသည့်စစ်တပ်စစ်ကြောင်းကိုမက်လ14ရက်ကဒေသခံကောက်ရစ်တပ်များကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကစစ်ကြောင်းမှုအပောင်းဝင်တိုက်ဆုံထိခိုက်သူများပြားခဲ့ပြီးစစ်ကြောင်းပြတ်သွားကြောင်းညောင်မြို့နယ်ပြည်သူ့ကောက်ရစ်တပ်ပကဖတောင်းခန်းကပြောသည်တိုက်ဆုံသူများရဲတွင်တင်နန်းစင်ပြည်သူစစ်များနေသည်ဟု၎င်းကပြောသည် ပကံဘက်ကပြည်သူစစ်တွေတော်တော်များပါရေးကြာသွားတဲ့အိတ်ကောင်တွေကြာတာများတွေဟု၎င်းကဆိုသည် တိုက်ပွဲတွင်စစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းသိမ်းရခြင်းရှိမရှိအခြေအနေအသေးစိတ်ကိုမူပကပတောင်းငန်ကပြောဆိုခြင်းမရှိပေ။အာရခတမရောအေကတိုက်ခိုက်သိမ်းယူခဲ့သည့်ဂွမ်းမြူသိမ်းတိုက်ပွဲတွင်စစ်ကောင်စီက AR တိုင်းမှစစ်တပ်နှင့်တင်များကိုပို့ခဲ့ရအများပြားတိုက်ဆုံတန်ရရခဲ့ဖို့သည်။ 2024ဒီဇင်ဘာလ28ရက်ကစစ်ကောင်စီဒုတိယကောင်ဆောင်ဒုတိယပို့ချုပ်မှုကြီးစိုးဝင်ဦးဆောင်သည့်ကြီးရည်လီထိပ်ပိုင်းကောင်ဆောင်များသည့်ပသိမ်မျိုးတို့လာရောက်ပြီးစစ်မှုရန်တင်နန်းစင်များနှင့်တွေ့ဆုံခဲ့ပြီးတိုက်ပွဲများတွင်လည်းနဲ့မချရင်မကြောက်လန့်ရန်ပြောသွားခဲ့ဖို့သည်သို့သောစစ်မှုရန်တင်နန်းစင်များသည့်တိုက်ပွဲတွင်တိုက်ဆုံမှုများနေလို့ထွက်ပြေးမှုများလည်းရှိနေသည်အောင်သူသည်ယခုအခါကတာမြို့ခမရ309၌ရှိနေပြီးမိသားစုဝင်များက လိုင်းလံတွေ့ဆုံရန်ကြိုးစားနေသည်သို့သောစစ်ကားစီကကတားမျိုးအထိလိုက်ခွင့်မပေး၍မြို့သူဆက်လက်လှုံ့ဆော်ရမည်ကိုမသိဘဲဖြစ်နေကြောင်းစုံစမ်းသိရှိရပါရဲ့ရှင်